ဝေကရေတံလူငယ်ဘဝသည်အရာရာတင်ဆန်းဖြစ်ပါသည် အတောင်မှပါဝါနှင့်လက်ပြန်ကလေးတကောင်သည်ပြန်ဝဲကကျွန်တော်တို့အနီသို့ရောက်လာပါသည်ကျွန်တော်သည်လက်ပြန်ကလေးကိုလိုက်ဖမ်းပါသည် မမိပါလက်ပြန်ကလေးသည်ညင်ညင်သာသာပင်ပြန်ဝဲကဟိုးတစ်ဖက်စီသို့ရောက်ရှိသွားပါသည်ကျွန်တော်သည်ကျောင်းစာအုပ်ထဲတွင်လက်ပြန်ကလေးများကိုဖမ်း၍ညှက်ထားပါသည်လှပသောအတောင်မှန်များကိုတွေ့ရသည် အချို့ကရောင်စုံပုံမှထွက်ကြပြီးစက်ကူဝါနိုင်ဆွဲထင်နေပါသည်တွန့်ရွှေသည်သူ့ဖေအတွက်ရက်ဝဲပေးရန်ပလင်းကိုယူ၍ထွက်လာပါသည် ကျွန်တော်ကသူ့ကိုလှမ်းခေါ်ပြီးစကားပြောနေပါသည်ပလင်းနဲ့နဲ့ဖင်ကအရင်အနေရှိပါသည်တွန့်ရွှေနဲ့ကျွန်တော်စကားပြောနေရင်မှမြည်သူဖြစ်သွားသည်မသိကျွန်တော်ဒီတွန့်ရွှေ၏အဖေဥတာကန့်၏အရက်ပလင်းထဲမှဖင်ကအရက်လက်ကြံကိုမော့တောင်းနေပြီတွန့်ရွှေကပလင်းဖင်ကိုလက်တစ်ဖက်ဖြင့်တစ်ဖက်ဖြင့်ရိုက်ပေးနေသည် ကျွန်တော်ပါဇက်ထဲမှာပူကြီးခါနေသည်ထိုသင်ကကျွန်တော်တို့နေထိုင်ကြသောအဆောက်အုံကြီးရှိတွင်ရေကန်အောင်တစ်ခုရှိသည်ကွန်ကရစ်ရေကန်ဖြစ်သည်ရေကန်ဟောင်းမှာရေမရှိအထင်းမှာအေးစင်၍မှိုင်မဲမောင်နေပါသည်ကျွန်တော်တို့စော်ကစားလိုရင်းထိုရေကန်ထဲသို့ကြောမီခြေဆက်လက်ဖြင့်ထိန်ကဆင်းကြသည်ရေကန်ထဲသို့ဆင်းနေရင်ကျွန်တော်တို့သူရှာမတွေ့နိုင်တော့ပါထွန်းရွှေသည်အရက်ဝယ်ရာမှပြန်လာပါသည်ရေကန်ကိုငုံ၍တူအပ်ကြည့်ပါသည်ရေကန်မှထား၍ကျွန်တော်ကမော့ကြည့်လိုက်ပါသည်ဥတာဖန်ပလင်းထဲမှာ ျွန်တော်ကိုတငုံတိုက်သွားပါသည်ပူချင်းခါချင်းကျွန်တော်တို့နေတော့အဆောက်အုံရှိလမ်းတစ်ဖက်ရှိခရိယံဘုရားရှိခိုးကျောင်းဝင်းနေ၌ပြဇာတ်ဘုတ်ကိုတင်ဆက်ကပြနေပါသည်ယေရှုခရစ်တော်၏ဘဝဖြစ်စဉ်ကိုတရုပ်ဆောင်ကပြနေကြခြင်းဖြစ်ပါသည်ထူဆန်းသောကျေကိုသူတို့မြင်တွေ့ခဲ့ကြပြီးဗလင်မြို့သို့ကုန်သည်များရောက်ရှိလာကြပါသည်နာတင်ကုန်း၌ခရစ်တော်ကိုဖွားမြင်ခဲ့ပြီဖြစ်သည်ကျွန်တော်ဒီထူပြဇာတ်ကိုကြည့်နေခဲ့ပါသည်နာတင်ကုန်းစတင်ရှိ၌ကောင်းယုံများခင်းထားသောနေရာတွင် ကလေးငယ်ကိုတွေ့ရသည်ဟာလေလုယဝမ်းမြောက်လာဟုတည်ကျွေးနေကြသည်သူပြားဆက်ကိုလာရောက်ကြည့်ရှုသူများစီကားပါသည်ဖျားရှိကိုကြောင်ဝင်အိုရိုင်းမွန်တက်ပြီးကြည့်ရမှအိုရိုင်းပြိုလဲကျသွားသည်ကိုကျွန်တော်မှတ်မိနေသည်နောက်တစ်နေ့ရောက်တော့ကကျွန်တော်တို့ကိုမြစ်တာလက်မှတ်ပြီးတော့ခရိယံမာကြီးအန်ဂျလာဟုထင်ပါသည်အမျိုးတေချာမမတ်မိပါခရိယံမာကြီးအန်ဂျလာညာပြားဆက်ကောင်းလာကိုမေးပါသည်မင်းတို့ဒီပြားဆက်ချမ်းနေတက်လိမ့်မယ်လို့ထင်မထားဘူး စသည်ဖြင့်ပြောနေပါသည်။နောက်ခါတွင်ကျင်းမြော်စဉ်ခွန်စင်တန်စသည်စာဆောင်များကျွန်တော်တို့ထံသို့ရောက်ရှိလာပါတော့သည်။ထူစဉ်ကပင်ကောင်းမွန်သောစကားပြေကိုကျွန်တော်နှစ်သက်ခဲ့ပုံကိုလည်းအမှတ်ရမိပါသည်။ဖြောင့်မတ်တော်သူသည်စွန်ပလွန်ပင်ကဲ့သို့ပွင့်လန်း၍ဘာလီနုံတော်ထိပ်မှအရစ်ပင်လယ်ကဲ့သို့ကြီးပွားလိမ့်မည်ဟုသောစာသားမျိုးကိုကျွန်တော်မှတ်မိခဲ့ပါသည်။ဥဒါခန့်သည်ညနေတိုင်းမှန်မှန်တောက်သူဖြစ်ပါသည်။မိုးကလေးတစ်ပြက်နှစ်ပြက်ကြာလာလေ။သူမိမဒေါကင်ရှိကကြောက်တုံးများမြက်ခင်းများ အချိုချများကြာမှဖားများကောက်ယူကရေနှွေးဖြော်၍ဥတာခန့်အတွက်အမီးလုပေးပါသည်ထွန်းရှင်ကကျွန်တော်ကိုနောက်ထပ်မတိုက်တော့ပါသူ့ဖေကလည်းသူ့ကိုမွေခိုင်းတော့ပါထွန်းရှင်က36ဒီဂရီရက်ပြူ BDC နဲ့တင်လဲပြူများကိုတရားဝင်ရောင်းချပေးပါသည်တင်လဲပြူကိုတိတ်မကြိုက်ကြပါ36ဒီဂရီရက်ပြူ BDC ကိုလူကြိုက်များပါသည်ကျွန်တော်ဒီရက်ွက်စာကြီးထဲမှာစာအုပ်များကိုငားရန်ဖတ်ရှုခဲ့ပါသည်ပေါ့ယူပေါ့ဖန်နိုင်ချာစသည့်တရုတ်စာရေးဆရာများ၏ဝိတ္ထုတို့များကို ထိုစဉ်ကကျွန်တော်ဖတ်ရှုခဲ့ရခြင်းဖြစ်ပါသည်ကျွန်တော်ကြောင်းနေခြင်းနဲ့ဟူသောဝိတ္ထုကအမှတ်ရဖို့ဖြစ်ပါသည်ထိုစဉ်ကကျွန်တော်သည်ရာဗေနာနရဂိုဤကြပြများကိုဖတ်ရှုကြည့်နိုင်ပြီဖြစ်ပါသည်ကျွန်တော်ကစပါကျွန်တော်ကစကားဖွင့်ကလေးဖြစ်သွားရင်မှတ်မိပါမလားမိခင်အဲ့ဒီကလေးပေတိုက်တော့ကျွန်တော်တလုံးလုံးရင်မောနေမှာပေါ့အစရှိသောရေးဖွဲ့မျိုးကိုကျွန်တော်ဖတ်ရှုနိုင်ခဲ့ပါသည်ကျွန်တော်တို့လူငယ်ပေါင်းကခေစားသောခြင်းတဘူရှိပါသည်။အာလူနာမပေးနိုင်ဟူသောခြင်းဖြစ်ပါသည်။ထိုခြင်းကလူတိုင်းပါဆက်ပြားရောက်နေသည် ရှေးဥဆန်တို့လူကြီးတူမများကထိုသချင်းဆိုလျင်မကြိုက်ကြမဆိုကြရင်တားမြစ်သည်တို့ရတွင်မိတိနေရာရောက်ထိုသချင်းတန်ကကြားလာရတတ်သည်ထိုသချင်းကိုဝေမိုးကတီးဆိုပါသည်ထိုသချင်းဘဲကခေစားသည်နည်းဆိုတော့အာလူးလာမပေးနဲ့လေးနေနေလျှော့အဆရှိသည့်သချင်းစာသားများမှဗန်းစကားများဖြစ်လာသည့်အထိပင်သချင်းစာသားများလည်းတွင်ဘူဒာယုံနှင့်တင်မောကြီးများစိုက်ကပ်သည့်အကြောင်းပင်လေပင်နှင့်နွားလေးများမောင်းသည့်အကြောင်းလေမြောင်ခဲနဲ့တူရင်ထိလိမ့်မည်အကြောင်းများပါဝင်ပါသည်ထို့ကြောင့်ရှေးဥဆန်သူလူကြီးတူမများက မေတ္တာမတူကြခြင်းဖြစ်ပါသည်နောက်တော့ထူးသချင်းများကိုလူများယူသွားကြသည်အလုံးခေစားလျင်ဤတို့ပင်ဖြစ်လေရှိသည်ဟုကောက်ချက်ချနိုင်ဝင်ရှိပါသည်ကျွန်တော်တို့လူငယ်ဘဝကခေစားသောအင်းကြီးအစဉ်များရှိပါသည်အမျိုးသားနှင့်အမျိုးသမီးညနေချင်းတိုင်းတွေ့နေသည့်ပုံအနှံ့အောင်ပလင်းနှင့်နောက်ခံတွင်ပန်းစီအောင်ပင်လယ်ကမ်းခြေဒီဇိုင်းများပါသောအစဉ်ဖြစ်သည်ထူးစင်းနှင့်အတူရေစိုးထမင်းအစဉ်မှလည်းခေစားပါသည်ထမင်းရောင်အမှုအရင်ရေစိုးနေသည့်နယ်ပင်ဖြစ်ပါသည်ဖော့ခရက်မှလည်းထူးစင်းကလူကြိုက်များသောအင်းကြီးအစဖြစ်ပါသည် ညီတို့ပင်ရှိပါစေကျွန်တော်တို့ဒီအမေစင်ပေးတော့မာလာချင်းတက်ထရွန်အင်ကြီးများကိုသာဝစ်ဆင်ခဲ့ပါသည် ကျွန်တော်တို့ဒီစေတန်းဆောင်မွေကြီးဖြည့်ဆို့ပြီးချိန်တွင်မစွရင်ရုပ်ရှင်ုံ၌ဇာကားတိရုံတင်နေပါသည်ပြည်နိုင်ပေါင်းရုပ်ရှင်ဇာကားဖြစ်ပြီးညွန်ဝင်းကတည်ုပ်ဆောင်ထားပါသည်ကျွန်တော်မှတ်မိနေသည်များရှိပါသည်ကျွန်တော်တို့မြို့တွင်ဝင်းလိုက်ရုပ်ရှင်ုံ၌ City on the Fire နိုင်ငံသားရုပ်ရှင်ဇာကားရုံတင်သောနေ့တွင်မန္တလေးမြို့ကြီးမြေကြီးကျယ်လောင်ပါသည်ထိုစဉ်ကတည်ုပ်တိုင်းဇာကားဒေးဗစ်ချန်တည်ုပ်ဆောင်သော ်ဒန်နီဝမ်အင်းဆွမ်မန်လက်တစ်ဖက်ပြက်ဒါလာမာရုပ်ရှင်ဇာတ်ကားပါကြိတ်ကြိတ်လိုလူစီကားပြီးတမျိုးလုံးကနှစ်သက်သောရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါသည်မြို့ဤလမ်းတော်အုပ်ခွန်နှင့်တက်နိုင်များအောက်တွင်ယတာတန်ကိုကြားလာရပါပြီတိတ်မကြမြင်သောနှစ်များတွင်ဒစ်စကိုဆိုသောအမှုပညာဟောဝါဒတစ်ခုပေါ်ပေါက်လာတော်မူဖြစ်ပါသည်ကျွန်တော်သည်လူသူရှင်းလင်းတိတ်ဆိတ်သောကတ္တရာလမ်းမကြီးထက်လမ်းလျှောက်ကညာထဲ၌အိမ်တို့ပြန်လာပါသည်ကျွန်တော်စီးကြက်တောက်တက်လာပြီဖြစ်ပါသည်ကျွန်တော်တို့ကြောင်းဝင်းထဲတွင် ညနေဆောင်ရင်ဒီမရှိရှိနဲ့အကူကြီးတယောက်ထံမှဆစ်လီမီတရိုလာကိုကျွန်တော်ကတောင်းခံမင်းကြီးပါသည်ထိုသည်ရှိရှိအကူကြီးကကျွန်တော်ဝကြီးကပြုံးနေပါသည်ကျွန်တော်ကအစီကံဘက်ကိုမင်းကြီးပြီးဒီဘက်ကဖွာနေခြင်းဖြစ်ပါသည်မိတို့များမတတ်နိုင်ပါကံမစုံမှာငါတို့ရက်နေကြငါတို့မှပြန်စရာတောင်းလဲမပါလက်နဲ့ပဲချရမလားတဘုံမဲထရမလားကျွန်တော်ဦးကောင်းတဲ့မိုးကြိုးဆက်နှချက်တိုင်းတိုင်းပြစ်ချခံလိုက်ရတယ်လို့ပင်ဖြစ်သည် ျွန်တော်မောင်တာတို့၏ထိရှိပြင်ကိုဖတ်နေခြင်းဖြစ်သည်ထို့ဆောက်ထဲမှကြပြစာသားများကိုကျွန်တော်ဆွဲမှတ်သွားသည်တဘုံလောက်ွယ်ညမုံတန်းကန္တာယစူချန်လန်တကောင်ရန်ထို့စကားကျွန်တော်နှစ်သက်ဆွဲမှတ်ခဲ့သောစကားလုံးများဖြစ်ပါသည်ဆောင်းလိုက်အလေသူပြောက်ွယ်ခဲ့တယ်ချောင်းနေရေခဲလေစိတ်တွေလည်းလူသူမဲ့လူနေနိုင်ငံခြားဘာသာစကားခုမှမြမဝါကြများဖြင့်ပြောင်းလဲလာသောအခြေအတောင်းကိုကျွန်တော်နှစ်သက်သွားပါသည်ဆရာမောင်တင်ပြန်ဆိုသော ပုစကင်ဝိထုတို့များကိုကျွန်တော်ဖက်ချနိုင်ခဲ့သည်မင်းမူကြည်နယ်တော်ဆိုသောဝိထုမှာလူငယ်လေးတယောက်ကိုစိတ်ဝင်စားဝေးရမှပြည့်နှံ့နေပါသည်တင်းချူပင်ရိပ်ကိုကြောင်မစုံကျွတ်ကျော်ဝါတကယ်သို့ဖက်ခဲ့သည်ယခုကြပိုင်းကျွန်တော်ဖက်နေသောတရင်စာများတဲ့တွင်စောင်းရံများအေးဖို့သည့်ဖြင့်ချင်းပြည်နယ်တွင်ရေခဲနေပြီဆိုသည်ခြေရံများတွင်အပေါ်ရံ၌ရေခဲကြက်လောင်များဖြစ်ပေါ်နေပြီးခြေပိုင်များလည်းတွင်ခဲနေသောရေကိုဖဲ့ထုတ်ကြအောင်လည်းပါဝင်ပါသည်နိုင်ငံသားတင်းတစ်ပုတ်တွင်ကမော်တော်ကားတစ်စီးနှင့်ခီးသွားနှုတ်အေးလွန်းသောကြောင့်ကားပေါ်မှဆင်းလာ အနည်းရှိလေတော့ဆမ်းမအင်တိအင်သူအတော်လမ်းလျှောက်ရင်အေးခဲကတည်ဆုံသွားသည်ဟုဆိုပါသည် ထိုးရမြာအပူချိန်မှာအနှုတ်45ဒီဂရီပင်ကျော်လွန်နေခဲ့သည်ဟုဆိုပါသည်နေဦးလေးပြည်တိတ်ဆိတ်မှုငြိမ်သက်ခြင်းစမ်းစတော်တာအညာဒရညဉ့်ရိုင်းပင်များနှိမ့်မုံမုံမိုးဆက်ဖွဲဖွဲနေအောင်ကျဲကျဲနက်နက်ခင်းရှင်းတို့သည်ကျွန်တော်နှစ်သက်ဆွဲမှန်နေသောစကားလုံးများဖြစ်ပါသည်လူငယ်ဘဝသည်ပူနွေးနေပါသည်လူငယ်ဘဝသည်ပလက်ပေါင်းပုံလမ်းလျှောက်နေသောနှစ်များဖြစ်ပါသည် လူငယ်ဘဝသည်စောင်းဝတ္ထုကြီးကိုတရချင်းလံ၍ဖတ်နေသောနေရာများဖြစ်ပါသည် လူငယ်ဘဝသည်လမ်းပေအကြောက်တုံးတုံးဖြစ်ပါသည်လူငယ်ဘဝသည်မူတော်ရံတွင်မြင်တရသောခြေဖြစ်ပါသည်လူငယ်ဘဝသည်ကပိဆိုင်စပွဲပေါ်၌အေးဆက်နေသောကရာဝုဖြစ်ပါသည်လူငယ်ဘဝသည်တပြေးပြေးအဝေးသို့ရောက်ရှိသွားပါသည်လူငယ်ဘဝကရေစံတစ်ခုသည်မိုင်ပေါင်းများစွာဝေးဝဖြစ်ကကျွန်တော်ထံပြန်လည်ရောက်ရှိလာပါသည်ຫນွေဦးလေးပြေຫນွေဦးနေရာများ တိုက်ခတ်လာသည်နူးညံ့လေးပြေ ဒေလီလေဗန်ဇန်နဝါရီ31 2018ခုနှစ်မှာပါခဲ့တဲ့အစီအနေမျိုးရဲ့အစည်းအဝေးကိုဖတ်ပြခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ